ီးခံခြင်းရဲ့ကောင်းကျိုးတရားတွေကိုတပည့်တော်ကိုပြောပြပေးပါဗျာလူတိုင်းကိုလည်းသိစေခြင်းလို့ပါဆိုပြီးတော့ကိုကိုဆိုတဲ့အကောင့်ပိုင်ရှင်ကဒုက္ခငြိမ့်ဖို့ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးတွေရေးပို့ထားတယ်သီးခံတယ်ဆိုတာကို စာရေးသူသိမြင်လက်ခံထားတာကတစ်ဖက်လူ အနိုင်ကျင့်တာကိုဘာမှမလုပ်ဘဲငုံခံနေလိုက်တာမျိုး မဟုတ်ပါဘူးတီးခတ်နေဆိုတာကိုယ်စိတ်မှာဒဏ်ရာတွေမပေါ်အောင် အနာတရားတွေမဖြစ်အောင်ကို့ငြိမ်းချဖို့အတွက်ကို့စိတ်ကို ဆုံးမပြီးတော့ထိမ့်သိမ့်လိုက်ခြင်းတမျိုးလို့လက်ခံထားတယ်ဥပမာနေပူရာကိုတီးမခံနိုင်လို့စိတ်တွေဆင်းရဲနေရင် ကို့စိတ်မှာပဲဆင်းရဲတွေဖြစ်ပြီးတော့စိတ်နာတာတွေစိတ်လောင်တာတွေဖြစ်မှာမဟုတ်လား ဒီတော့နေပူတဲ့အပေါ်မှာဘာမှမကြည်မနှက်ဖြစ်မနေပဲနဲ့ပြီးခံပြီးတော့နေလိုက်တာရှောင်းစရာရှိတာရှောင်းခိုးစရာရှိတာကိုခိုးနေလိုက်တာကိုပြီးခံလိုက်တယ်ပေါ့ပြီးခံခြင်းရဲ့အကျိုးတွေကို စာပေတွေထဲမှာဖတ်ဖူးမှတ်ဖူးတာလေးတွေပြောရရင်ပြင်စီမေဘိခွေအာနိတန်တာခန္တိယာပြီးခံခြင်းရဲ့အကျိုးကကောင်းကျိုး၅မျိုးရတယ်လို့ဆိုတယ်နံပါတ်၁ ဘဟုနောဇနတဘီယိုဟောဒီမနာဘောလူအများကချစ်ခင်ကြတယ်။သီးမခံတဲ့လူကိုလူတွေကမချစ်ခင်ကြပါဘူး။ဝေးဝေးကပဲရှောင်ကျင်ကြသလိုအပြောမှားအဆူမှားရင်စကားများရံပွားကြမှာကြောက်ပြီးတော့အပေါင်းအသင်လဲသိမလုချင်ကြဘူး။ဒါကြောင့်သီးခံတဲ့သူကို လူအများကချစ်ခင်မြတ်နိုးကြတာဟာသီးခံခြင်းရဲ့ပထမဆုံးကောင်းကျိုးလို့ဆိုရမယ်။ နံပါတ်2နာဝီရဘဟုလောတိခါနှံ့ခြင်းဟာရံလဲမများစီဘူးရံသူလဲနဲစီတယ်ပေါ့ပြီးမခနိုင်တဲ့သူခြေကနေရှိပြန်ပြောတတ်တဲ့သူပြန်လှုပ်တတ်တဲ့သူတွေဟာဝီရဘဟုလောအလွန်ရံလဲများသလိုရံသူတွေလဲပေါ်များလိမ့်မယ်ဒါကြောင့်တိခါနှံ့ခြင်းရဲ့ဒုတိယကောင်းကျိုးကတော့ရံမများဘူးရံနေတယ်လို့ဆိုရမယ် ။ရန်နေတော့ဘဝမှာငြိမ်းချမ်းတာပေါ့။နံပါတ်3နဝဇဘဟုလောတဲ့။သီးခံနှံ့ခြင်းဟာ အပြည့်လဲမများဘူး။ကို့မှာအပြည့်နေတယ်ပေါ့။သီးမခံနိုင်တဲ့သူတွေဟာအဲနေလေးအဆင်မပြေတာနဲ့ဆဲလိုက်ဆူလိုက်နဲ့အလွန်အပြစ်တွေများပါတယ်။အပြစ်တွေကိုကျူးလွန်မိတတ်တယ်။တစ်ခါတစ်ခါအမိုက်ကစပြတ်တတ်မိလောင်ဆိုတာတွေအများကြီးဘဝမှာအပြစ်တွေဖြစ်ပြီးတော့ ဘဝတစ်ခုလုံးဆုံးရှုံးရတဲ့အထိဖြစ်သွားတတ်တယ်။တကယ်အဖြစ်အပျက်ကလေးတစ်ခုကိုပြောရရင်တခါကတန်ဃာတော်ကြီးစီဝေဘကြီးတစ်ခုလှုပ်ခဲ့တယ်။အဲ့ဒီမှာတန်ဃာငယ်လေးတစ်ပါးကစီဝေဘမှာထားပြီးတော့တင်ပြမှုတစ်ခုလှုပ်တယ်လို့ဆိုတယ်။ဒီတော့ဆရာတော်ကြီးတစ်ပါးကမပြောဖို့ဟန်တားတာခံလိုက်ရတယ်ပေါ့။ဒီတော့တန်ဃာငယ်လေးကမကြည်မနက်ပြီးမခံနိုင်မဲနဲ့စီဝေဘကနေပြီးတော့ထသွားခဲ့တယ် အဲ့ဒါလို့ထထွားတဲ့တန်ဃာငယ်လေးအကြောင်းကိုသိတဲ့တန်ဃာတော်တချို့ကဟန်တားမိတဲ့ဆရာတော်ကြီးကိုတတိပေးကြတယ်အဲ့ဒီတန်ဃာငယ်လေးကသီးခံမှုနည်းတယ်ဒါကြောင့်ပြန်တောင်းမှလိုက်တာက ကောင်းမယ်လို့လျှောက်ကြလို့ဆရာတော်ကြီးကတန်ဃာငယ်လေးကိုပြန်ပြီးတော့တောင်းမှခဲ့တယ်လို့ဆိုတယ်ဒါပေမဲ့တန်ဃာငယ်လေးရဲ့စိတ်ထဲမှာပြီးမခံနိုင်တော့ဘူးမကြေနပ်တော့ဒီလိုနဲ့တနေ့ဆွမ်းခံကြွအပြန် လမ်းကနေဓားနဲ့ခုတ်လိုက်တယ်။အဲ့ဒီဆရာတော်ကြီးလည်းပြန်လွန်တော်မူရှာတယ်။ဒီမခံနိုင်တဲ့တန်ခါငယ်လေးလည်းအဖာစည်းခံပြီးတော့ထောင်နေကျသွားတယ်။ထောင်ထဲမှာကုတ်ထာနူနာတွေစွဲပြီးတော့အလွင်မတန်နန်းစောနေလို့ရက်မစိခင်ပဲပြန်လွတ်လိုက်ရတယ်လို့ဆိုတယ်။ဒီတော့အလွန်ဆိုးဝါးနေတဲ့ယောဂါကြောင့်ဇာတိရွာပြန်ရွာမြေမှာနေကပြန်လွန်တော်မူခဲ့ရတယ်လို့ သိရတယ်။ဒီလိုသီးမခံနိုင်လို့အပြစ်တွေများပြီးတော့ဘဝတွေဆိုးဝါးခဲ့ရတဲ့အဖြစ်တွေလောကမှာအများကြီးပဲ။ဒါကြောင့်သီးမခံနိုင်ခြင်းဟာ အလွန်အင်မတန်အပြစ်တွေများတယ်လို့ဆိုတယ်။နံပါတ်၄အတ္တမုံလောကာလံကရောတိဘဝတစ်ခုလုံးမှာသီးခံနိုင်တဲ့သူဟာသေတဲ့အချိန်ထိကြီးကြီးလင်းလင်းရွှင်ရွှင်ပြပြနဲ့နေရတယ်သေးရတယ်။သီးခံနိုင်တဲ့သူရဲ့မျက်နာဟာလည်း အမြဲတမ်းကြည်လင်ရှင်ပြနေတယ်။ဒီမခံနိုင်လို့ဒေါသတွေဝန်းလာပြီဆိုရင်ညလုံးပေါ်မှာဒေါသတွေဝန်းလာရင်ညည်းရဲနေတယ်မဟုတ်လား။နှုတ်ခမ်းဒီပေါ်မှာဒေါသတွေရောက်လာရင်စူးဆဲနေတော့တာပေါ့။မျက်နှာပေါ်မှာဒေါသတွေရောက်လာရင်လည်းညိုးမဲနေတာတွေဟာမသေးခင်နေစဉ်အခိုက်အမာကို ကြည်ကြည်လင်လင်မရှိတာပါ။တည်တဲ့အချိန်အထိလို့ဆိုရမယ်။ဒါကြောင့်သီးခံနိုင်တဲ့သူကတော့ ဘဝတစ်လျှောက်လုံးကြီးကြီးလင်းလင်းနဲ့နေရသေးရတယ်လို့ဆိုကြတယ်။နံပါတ်5ကာယတဗေဒပရမရဏသူဝိတိန်သက်ကံလောကံဥပပစ္စတိတဲ့။သေသွားရင်တောင်ကောင်းရမွန်ရာသူဂတိကိုရောက်ရတယ်လို့ဆိုပါတယ်။လက်တွေမသေးခင်နေမှာလဲပြီးမခံနိုင်တဲ့သူတွေဟာအချုပ်အနှောင်းနေခံရအဖာအစီတွေခံရအရိုက်အနှက်တွေခံရနဲ့ပြီးမခံနိုင်တဲ့သူတွေဟာကောင်းတဲ့နေရာတွေကို မရောက်ကြပဲမကောင်းတဲ့လူငရဲတွေကိုပဲရောက်ကြရတယ်။ဒီခံနိုင်တဲ့သူတွေလူကြီးသူကြီးတွေရဲ့ပြောဆိုဆုံးမတာတွေခံနိုင်တဲ့သူတွေဟာနေရာကောင်းနေမှာနေရာရစတယ်။လက်တွေမှားကို ကောင်းတဲ့ဘဝကောင်းတဲ့အဖြစ် ကောင်းတဲ့အကျိုးတွေခံစားရတယ်လို့ဆိုတယ်။နောင်ဘဝတွေမှာလည်းကောင်းတဲ့နတ်ပြည်အထက်တန်းစားမှာ ဖြစ်ရတယ်လို့ဆိုတယ်။ဒီမခံခြင်းအပြစ်နဲ့တီးခံခြင်းအကျိုးတွေကိုပြောရရင် အများကြီးရှိနေဦးမှာပါပဲဒါပေမဲ့လည်းဒီနေရာမှာတော့သိရှိလာလို့ဒီလောက်ပဲပြောရပါမယ်ဒီတော့ခန္ဒီပရမန်တဘောတိလိခာဆိုတဲ့အတိုင်းသီးခံခြင်းဟာအလွန်မြတ်တဲ့အကျင့်လို့ဆိုတယ်ဒါကြောင့်သီးခံနိုင်အောင်ကြိုးစားပြီးတော့လေ့ကျင့်ရတယ်ပြီးမခံနိုင်တဲ့လူဟာအမြဲတမ်းလက်တွေကိုပူလောင်ဆင်းရဲနေရတယ်ခန္ဓာကိုယ်ရဲ့အယောင်အရေးအဆင်းတွေလည်း ပျက်စီးပြီးတော့ကျန်းမာရေးတွေကအစဖောက်ပြန်ပျက်စီးသွားရတဲ့အထိဖြစ်တယ်။ဥပမာဒေါသတိတ်ကြီးရင်နှလုံးယောဂါတို့တွေးရူးတို့စတဲ့ကျန်းမာရေးတွေပါပျက်စီးရတယ်လို့ဆိုပါရတယ်။အဲ့ဒီကျန်းမာရေးတွေဖြစ်တာမဖြစ်တာထားလိုက်ပါဦး။လက်တွေကတော့ပြီးမခံနိုင်လို့ဒေါသတွေဖြစ်ရင်မျက်နှာတွေအသွေးအသားတွေအယောင်အဆင်းတွေပျက်စီးသွားနေတာကတော့အာလို့မြင်တွေ့နေရတဲ့အနေအထား ဟုတ်ပါလားလို့ပြောချင်ရတဲ့နေကုန်းချိုးလိုက်ပါတယ်အားလုံးအားလုံးပြီးခါနိုင်သူများဖြစ်ကြပါစေ။